တပင်ရှင်လာတဲ့၆ချောင်းဝေရဂျပန်ကျုပ်ဒီနေ့ခင်မှာအာနာဘဲလိုနာမည်ကြီးတဲ့ကျောင်းမဖွဲ့ရအယုတ်တွေကြောင့်ကို ကြားဘူးကြမှာပါဒါပေမဲ့အာနာဘဲထက်တောင်ပိုရှိကြပြီးပိုပြီးလျှော့ဆန်းကျတဲ့အယုတ်တရုပ်ဂျပန်မှာရှိပါတယ်အဲ့ဒါကတော့အိုဂီကုပါဒီဇလန်ဟာနှစ်ပေါင်းတရာကျော်ကဖြစ်ခဲ့တဲ့တကယ်ဖြစ်ရမယ့်ဇလန်တစ်ခုပါတိတိကျကျပြောရရင်တော့1918ခုနှစ်မှာပါအန်ကီချီဆူဇူကီလို့ခေါ်တဲ့အသက်16နှစ်အရွယ်ဂျပန်လူငယ်လေးတူဟာ သူ့ရဲ့ညီမလေး OB ခုနဲ့အတူပွဲတော်တစ်ခုကိုတွားရောက်လဲပတ်ခဲ့ပါတယ်။အဲ့ဒီပွဲတော်မှာရောင်းဆောင်အဆင့်တန်းကလူပျော်ရွှင်မှုတွေကြားမှာအင်ဂျီတယောက်ရက်တန့်သွားစေခဲ့တဲ့အရာတစ်ခုရှိခဲ့ပါတယ်။အဲ့ဒါကတော့ OB ခုလေးနဲ့ပုံစံတိုးပြီးချက်စရာကောင်းလာတဲ့ဂျိုးရဂျပန်အယောက်ကလေးတယောက်ပါ။ဒီမုံနုံလေးဝတ်ဆင်ထားပြီးဇပင်အနဲ့ရောင်လေးတွေနဲ့ဒီယောက်ကလေးဟာသူ့ညီမလေးကိုအမတ်ရစေတဲ့ပါတယ်။အင်ဂျီချီဟာသူ့ညီမလေးအတွက်အကောင်းဆုံးလက်ဆောင်လေးဖြစ်လိမ့်မယ်လို့တွေးပြီး အဲ့ဒီအယုတ်ကလေးကိုဝယ်ယူခဲ့ပါတယ်။သူအိမ်ပြန်ရောက်တော့အိုဂီကုလေးဟာဒီအယုတ်ကလေးကိုမြင်မြင်ချင်းပျော်ရွှင်ခဲ့ပါတယ်။သူမရဲ့မျက်လုံးလေးတွေကအယုတ်လေးတွေကိုကြည့်ပြီးတလဲလဲတောက်ပနေခဲ့ပါတယ်။အိုဂီကုလေးဟာဒီအယုတ်လေးကိုသူ့ရဲ့အသက်ထက်ပိုချစ်ခဲ့ပါတယ်။သူနဲ့အတူစားတယ်၊သူနဲ့အတူကစားတယ်၊သူနဲ့အတူအိပ်တယ်။တရမမကွာပဲအယုတ်လေးကိုခင်မင်တွေ့တာခဲ့ပါတယ်။သူမရဲ့နာမည်ကိုအစွဲပြုပြီးအယုတ်ကလေးကိုအိုဂီကုလို့နာမည်ပေးခဲ့ပါတယ်။ဒါပေမဲ့ဒီလိုပျော်ရွှင်စရာကောင်းတဲ့အချိန်တွေဟာ ိတ်မကြခင်မှာပဲမှောင်မိုက်တဲ့အရေးတွေဖုံးလန်းလာခဲ့ပါတယ်။ဗန်းမွန်ရဲ့တပွင့်လို့လှပ်ပါတဲ့ OPQ လေးဟာ1919ခုနှစ်အသက်3နှစ်အရွယ်မှာပဲအေးမီဖျားနာရောဂါနဲ့ဆုံးမသွားခဲ့ပါတယ်။ငွေသားစုတစ်စလုံးဟာဒီဝမ်းနည်းစရာသတင်းစကားကြောင့်အကြီးအကျယ်ထိခိုက်ခဲ့ကြပါတယ်။မိဘတွေဟာသူတို့ရဲ့ချစ်သမီးလေးကိုလွမ်းစွတ်တန်းတာပြီးညရီတွေနဲ့နေ့ရက်တွေကိုကုန်ဆုံးခဲ့ကြပါတယ်။ဒီဝမ်းနည်းမှုတွေကြားတဲ့အခါမှာသူတို့ဟာ OPQ လေးမျက်နှိုးတဲ့ရုပ်ကလေးကိုမဆုံးပြစ်နိုင်ခဲ့ကြပါဘူး။ သူတို့ရဲ့အိမ်ကဖျားစင်လေးမှာတမီးလေးရဲ့ဝိညာဉ်ဟာရုပ်ခဲမှာရှိနေသေးပဲဆိုတဲ့ညှော်လင့်ချက်နဲ့ရုပ်လေးကိုတင်ထားပြီးနေ့စဉ်ဝတ်ပြုပူဇော်ခဲ့ကြပါတယ်။ဒီချိန်ကစပြီးထူးဆန်းပြီးဆက်လုပ်ရှားဖွေရအဖြစ်ပြက်ပြီးစတင်ခဲ့ပါတယ်။အိုဂီကူလေးဆုံးမပြီးနောက်ပိုင်းမှာမိသားစုဟာဖျားစင်ပေါ်မှာတင်ထားတဲ့ရုပ်ရဲ့သပင်တွေဟာတစ်ခေပေးချင်းရှေ့လျောက်လာတာကိုတတိထားမိခဲ့ကြပါတယ်။အစပိုင်းမှာတော့ရုပ်ရဲ့သပင်တွေဟာပခုံးလောက်ထိပဲရှိခဲ့ပါတယ်။ဒါပေမဲ့ရက်တသက်ပတ်တွေနားတွေကုန်လွန်လာတာနဲ့မြတ် တပင်တွေဟာတခိပေးချင်းရှည်လာခဲ့ပါတယ်။ခါအထိရောက်လာပြီးနောက်ဆုံးမှာတော့အယုတ်ရဲ့ဒုအထိရောက်ရှိလာခဲ့ပါတယ်။ဒီလိုသပင်တွေရှည်လာတာဟာဒုံခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကပြည့်ပြည့်ခဲ့တာဖြစ်ပြီးသိပ္ပံနည်းကျရှင်းပြလို့မရတဲ့ဖြစ်ရပ်တစ်ခုဖြစ်ယနေ့တိုင်ဆက်လက်တည်ရှိနေပါတယ်။မိသားစုဟာဒီဖြစ်ရပ်ကြောင့်အံ့ဩထိတ်လန့်ခဲ့ကြပါတယ်။သူတို့ရဲ့ချစ်သမီးလေးအိုဂီကုရဲ့ဝိညာဉ်ဟာအယုတ်ထဲမှာတကယ်ပဲဝင်ပူးနေပြီလို့ယုံကြည်ခဲ့ကြပါတယ်။ဒီလိုထူးဆန်းတဲ့ဖြစ်ရပ်ပြီးကြောင့်သူတို့ဟာဒီရုပ်ကိုအိမ်မှာဆက်ထားဖို့စိုးရိမ်လာခဲ့ကြပြီ တခုခုလုံးကိုဆုံးဖြတ်ခဲ့ကြပါတယ်။အဲကြောင့်1938ခုနှစ်မှာအင်ဂျီချီရိုမီတာဆိုဟာအိုဂီကုအယုတ်ကိုဟော့ကိုင်လိုကျွန်းအီဝါမီဇာဝါမြို့မှာရှိတဲ့မန်နန်ဂျီဖျားချောင်းကိုပေးရခဲ့ပါတယ်။ဖုန်းတော်ကြီးတွေဟာဒီထူးဆန်းတဲ့ဖြစ်ရပ်ကိုကြားသိရပြီးတဲ့နောက်ယုတ်ကိုလက်ခံခဲ့ပြီးမြို့တစ်ဆိုင်ထင်းထင်းဆောက်ရှောက်ပေးခဲ့ကြပါတယ်။အဲ့ဒီချိန်ကစပြီးအိုဂီကုအယုတ်ကလေးဟာဒီဖျားချောင်းမှာပဲရှိနေခဲ့တာပါ။နှစ်စနစ်တိုင်းဖုန်းတော်ကြီးတွေကအိုဂီကုအယုတ်ရဲ့ဇပင်တွေကိုပုံမှန်ညှက်ပေးရလေရှိပါတယ်။ တကယ်လို့ညံ့မပေးခဲ့ဘူးဆိုရင်သပင်တွေကအယုတ်ရဲ့ဒူးကိုကြော်လုံးပြီးဆက်လက်ရှည်လာတယ်လို့ဆိုကြပါတယ်။ဖះเจ้าကဖုန်းတော်ကြီးတွေရဲ့ပြောပြချက်အရအိုဂီကုရဲ့သပင်တွေဟာမင်းဆက်ထိရှည်လာတဲ့အခါညှက်ပေးကြရပြီးညှက်ထားတဲ့သပင်တွေကိုတော့ဖះเจ้าမှာပဲတင်းစီထားတယ်လို့ဆိုပါတယ်။ဒါဟာအယုတ်ရဲ့လက်ဝတ်ဆန်းညက်မှုကိုပိုပြီးနဆိုင်စေပါလေ။ဒီလိုထူးဆန်းတဲ့ဖြစ်ရကြောင့်သိပ္ပံပညာရှင်တွေနဲ့ကုသတီတွေဟာအိုဂီကုအယုတ်ကိုစိတ်ဝင်စားလေ့လာခဲ့ကြပါတယ်။သူတို့ဟာအယုတ်ရဲ့သပင်နမူနာတချို့ကိုယူ အသေးစိတ်စစ်စစ်လေးလာခဲ့ရမှာတော့အံ့ဩတဲ့စရာကောင်းတဲ့ရလက်တစ်ခုဖတ်ပေါ်လာခဲ့ပါတယ်။ဒီသပင်တွေဟာတကယ်လူသားရဲ့သပင်နဲ့အတိအကျတုန်ကြီးတဲ့မော်လီကျွတ်နဲ့ဖွဲ့စည်းပုံရှိတယ်ဆိုတာကိုတွေ့ရှိခဲ့ကြပါတယ်။ဒါဟာတမန်ရုတ်တရုတ်ရဲ့သပင်လို့ပြောလို့မရပဲတကယ်ကိုလူသားသပင်ဖြစ်နေတာကိုသိပ္ပံနေကြအပြီးပြုတ်နိုင်ခဲ့တာပါ။ဒါပေမဲ့ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာကိုတော့ဘယ်သူမှရှင်းမပြနိုင်ခဲ့ကြပါဘူး။သိပ္ပံပညာကဒီဖြစ်ရကိုဖြေရှင်းဖို့ခက်ခဲနေသေးပါ။ဒါဟာတဘာဝလုံးဖြစ်ရလား။ဒါမှမဟုတ် ျွန်တော်တို့မသိသေးတဲ့သိပ္ပံနေချဖြစ်စဉ်တစ်ခု လားဆိုတာဝေခွန်ထုတ်စရာတွေအများကြီးရှိနေပါတယ်။အိုဂီကုကိုလာရောက်လေ့လာ ကြည့်ရှုသူတွေကသူမရဲ့ဇပင်ရှည်လာမှုတွေမကပဲအခြားထူးခြားဆန်းရတဲ့အရာတွေကိုလည်းသတိထားမိကြပါတယ်။တချို့ကအိုဂီကုအယုတ်ရဲ့နှလုံးတွေဟာတစ်ခါတည်းမှအရေးကြီးတွေစို့နေတဲ့အောင်ဖြစ်ပြီးဝမ်းနဲ့နေပုံရတယ်လို့ပြောကြပါတယ်။ဒါဟာအိုဂီကုလေးရဲ့ဝိညာဉ်ဟာရုပ်ထဲမှာအမှန်တကယ်ပဲရှိနေပြီးသူမရဲ့ခံစားချက်တွေကိုဖော်ပြနေတာလို့ယုံကြည်ကြပါတယ်။ တချို့ကတော့ဒီရုပ်ကနေထူးခြားစမ်းကြတဲ့အတန်ကိုကြားရတယ်လို့လည်းပြောကြပါတယ်။ကလေးလေးတယောက်ရဲ့တပင်းချတဲ့ဘောတန်လိုမျိုးအတန်တွေကိုလည်းကြားကြရပါတယ်။ဒီအတန်တွေကပဝင်းညုံကိုပို့ပြီးထူးဆန်းနေနေစေပါတယ်။အိုဂီကုအယုတ်ဟာဂျပန်နိုင်ငံရဲ့ကျယ်ဝတဲ့ဒဏ္ဍာရီတွေဟိုဟာရိုဟာပုံမြင်တွေနဲ့တဘာဝလုံးဖြစ်ရက်တွေရဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာပါတယ်။ဒီအိုဂီကုအယုတ်ရဲ့ဇလန်းကကျွန်တော်တို့ကိုဘာတွေသင်ခန်းစာပေးလဲ။ ဒါဟာချစ်ချင်းမြတ်တာရဲ့စွမ်းအားဆုံးရှုံးရမှုနဲ့နာကျင်ခြင်းနဲ့လူသားတွေရဲ့တဘာဝလုံပေါ်ယုံကြည်မှုတွေကိုတင်ဟပ်ပြတ်တနေပါတယ်။ပိုကီကူလေးရဲ့မိဘတွေဟာတာသမီလေးကိုအလွန်အမင်းချစ်ခဲ့ကြတဲ့အတွက်သူမရဲ့အယုတ်ကလေးကိုဖျားစင်မှာတင်ထားခဲ့ကြပါတယ်။အဒီကနေစတင်ခဲ့တဲ့လောကဆန်းကျက်မှုတွေကယနေ့တိုင်ဆက်လက်ပြီးရှိနေတာပါ။အခါတည်းဟမှာသိပ္ပံပညာကမပြေရှင်းနိုင်တဲ့အရာတွေဟာကျွန်တော်တို့ပတ်ဝန်းကျင်မှာတကယ်ကိုရှိနေနိုင်တယ်ဆိုတာကိုပါ။ပြီးတော့ချစ်ရသူတွေပေါ်ထားတဲ့ခိုင်မာတဲ့နိဒာတရားက ဘယ်လိုဆွမ်းရည်ဖန်တီးနိုင်လဲဆိုတာကိုလည်းတတ်တာနေပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးခဲ့တဲ့ OBGU အယုတ်ရဲ့ဇလန်းကဘယ်လိုထင်ပါကလဲတကယ်ကိုစွမ်းဝင်စားဖို့ကောင်းပြီးလှုပ်ဝဆိုင်ချက်မှုတွေနဲ့ပြည့်နေတယ်လို့ထင်ပါကလားဒီဗီဒီယိုကိုစက်ညစ်တက်တဲ့ဆိုရင် like လုပ်ပြီး subscribe လုပ်ဖို့မနေပါနဲ့哦နောက်ထပ်ဘယ်လိုထူးဆန်းတဲ့ဇလန်းတွေကိုနားထောင်ကြည့်လဲဆိုတာ comment မှာရေးပေးခဲ့ပါဦးနောက်ဗီဒီယိုမှာပြန်လည်ဆုံပြေကြပါမယ်